ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာတောင်ကြီးမြို့ရဲ့ရာတူတူအခြေအနေကတော့တွေ့ရတဲ့အတိုင်းပါပဲမိုးရွာတဲ့အပြင်မှာမြူတွေနဲ့မြူခိုးမြူခွေးတွေကျနေလို့တောင်ကြီးကအရန်အေးချမ်းနေပါတယ်အပြင်လည်းထွက်စားလို့မရမဲ့တူတူမိုးရွာနေတော့ရွှေရည်ခါနေကျွန်တော်ဝယ်ထားတဲ့ product တခုကိုစားပြတ်မှာဖြစ်ပါတယ်မိုးအေးတယ်ခင်ဗျာအားလုံးပဲရာတူတူအခြေအနေကြောင့်ဒီလိုစိုက်ကြပါနီထွေးထွေးနေကြပါလို့ပထမဦးဆုံးမှာကျင်ပါတယ်ကဲဒါဆိုရင်ပကံတစ်ချက်ချလိုက်မယ် ပကံလေးကတယောက်ထဲသမားတို့ဖြစ်တဲ့တကြောင်မို့လို့အပယ်လေးတွေပါလို့တခင်ချီပေးပါခင်ဗျာတန်တန်အမဲမွားပလက်ချောင်းကြော်ပါအဆက်ကလေးဖြစ်ပါတယ်ခင်ဗျာအရမ်းမိုက်ပါတယ်ခဏတိုင်းနာမယ်ထပ်ပြီးတော့စိတ်မွားပလက်ချောင်းကြော်ဖြစ်ပါတယ်နှုတ်ပြီးတော့ကျွန်တော်တို့အမှတ်ပုံတင်အမှတ်လဲကြပြီဖြစ်တဲ့တကြောင်မို့လို့လူမျိုးဘာသာမရွေးစိတ်ချလက်ချစာတုံးနိုင်ပါပြီထပ်ပြီးတော့ငါ၆ပလက်ချောင်းကြော်ဒါလေးကတော့မနေ့ဖက်မနေ့ကျမှထမင်းပူလေးနဲ့စားမယ်ကျမွားပလက်ချောင်းကြော် ဒါလေးကမနေ့ကနေ့လယ်မှာထပ်ပြီးတော့ကစ်မယ်နောက်ဆုံးတန်တန်စိတ်သားချဖို့ဖြစ်ပါတယ်ခင်ဗျာနေကြာစီထုတ်လေးလည်းပါတယ်ဒါကြောင့်မို့လို့ဆွဲမယ်အရင်ဥဆုံးတန်ရှင်းမှုအဓိကဖြစ်တဲ့အတွက်ကြောင့်မို့လို့ like ကလေးဆုပ်ပြီးတော့နေပါမယ်ကဲဒါဆိုရင်တော့ကျွန်တော်နေပြီးသားဖြစ်ပါတယ်သူ့မှာအသင့်ပါလာတဲ့နေကြာစီလေးနဲ့နေထားတဲ့အတွက်ကြောင့်မို့လို့အိမ်ကစီကိုလည်းထည့်ဖို့မလိုပါဘူးစီလေးရမှွေးနေတဲ့အတွက်ကြောင့်မို့လို့လူမျိုးပတ်သားပြီးစားသုံးနေပါတယ်နောက်ပြီးတော့ ရင်နှီးချမ်းတောက်ဖို့အတွက်လက်ဖက်မွှေးလေးနဲ့နှက်ထားတဲ့ရင်နှီးချမ်းလေးကိုထည့်လိုက်မယ်။ဝါ။အောက်ကစိတ်သားချောက်ဖို့နေကြစီနံလေးကမွှေးနေပြီးတော့ရင်နှီးချမ်းလေးကလည်းလက်ဖက်မွှေးလေးခတ်ထားတော့အရန်ကိုမိုက်နေပါတယ်။အနက်နှစ်ခုကတတိလက်သွားစိနေပါတယ်။ကဲ။ဆာမေတူလေးပဲရောက်သွားပါလိမ့်။တူလေးပဲရောက်သွားပါလိမ့်။တူအာတူလေးနဲ့ဆာမဖြစ်ပါတယ်။တူလေးဆိုတာအင်အားတူလေးကိုပြောတာမဟုတ်ပါဘူး။စားတဲ့တူကိုပြောတာပါ။စားတာပါဗျ။ ကဲတကယ်တော့လေကျွန်တော်တို့စိတ်သားချဖို့က20ဂရမ်ပါတယ်ခင်ဗျာကျွန်တော်ကပကံမရှိတာနေပဲပကံမအားတာနေပဲသမင်းစားပကံငယ်နေလိုက်လို့နေတယ်လို့ထင်သွားတာပါတကယ်တော့လူတယောက်ကောင်းကောင်းစားလို့ရတယ်နေကြစီထုတ်လေးပါပါတယ်စိတ်သားချဖို့ဖြစ်ပါတယ်ကဲဘာလို့ဒီလဲမသိဘူးအော်တီးပြီကတော့ကကြည့်ပဲတန်းကြောင်နဲ့ကြွက်ကြည့်ရတဲ့အတွက်ကြောင့်မလို့မဟာပါနဲ့မရှိပါနဲ့တကယ်တော့ငငယ်တိရကြိုက်တာအခုထိကြိုက်နေပါတယ်ကြောင်နဲ့ကြွက်ကလေးကိုမိုးအေးလေးမှကြည့်မယ်ရွှေရိတ်ခါရဲ့ စိတ်သားချောက်ဖုတ်ကိုနေကြစီလေးဆန်းထားတဲ့အကြောင်းမို့လို့ရမိုက်တယ်ဂျင်းလေးတစ်ချက်တောင်းမယ် good ah ရမိုက်တယ်ဘေးကလူတွေတောင်းဆိုင်